ဒါလည်းတော့ဒီမှာ bar certain range တွေကိုကျွန်တော်အကြံပြင်းလေးပေါ့နော်။အော်တချို့ percentage တွေကဘယ်ဟာဘယ်လိုမျိုးတွက်ချရလဲဆိုတာလေးကိုဥပမာပြထားပြီးတာပါ။အာဒီလိုအမျိုးကိုကျွန်တော်တို့သူ့ရဲ့ model number နဲ့ data sheet ရှာပြီးတော့လေအာသူ့ရဲ့လုံးလုံးပုံလေးကိုအာ percentage တွေကြီးပုံကြီးနေတဲ့ဟိုအသေးစိတ်လေး data sheet profile တွေကိုကျွန်တော်တို့ဒီ Google ကနေပြီးရှာပြီးတော့လေလေ့လာလို့ရပါတယ်ပေါ့နော်။အာဒါပါတော့ကျွန်တော်အခု three face book တွေကို line to line ကိုကျွန်တော်ဥပမာ220ပုံနဲ့ပဲယူလိုက်မယ်ပေါ့နော်။ယူလိုက်လို့ရှိရင်ကျွန်တော်တို့ over footage and under footage ဖြစ်နိုင်တဲ့နှုန်းကိုကျွန်တော်က12%လောက်ယူမယ်။အစမ်းမထရီကကျတော့5%လောက်ပေါ့နော်။4 delay ကတော့3နဲ့ ဖိုက်ကြတော့ပဲဆိုတော့ဖိုက်စကန်လောက်တော့ထားလိုက်မယ်။ဟိုမှာကျွန်တော်တို့ဒီမှာပထမအောင်ဆုံး voltage range ကိုကျွန်တော်တို့က standard 220ပို့ထားလိုက်ပြီးဆိုပါဆိုစားလိုက်ပြီးဆိုရင်ကျွန်တော်တို့က over voltage under voltage ဖြစ်နိုင်ခြင်းတို့ကို12%လောက်ထားတယ်။12%ဆိုရင်ကျွန်တော်တို့က over voltage ဘယ်လောက်မှဖြတ်ချမလဲ။ under voltage ကိုလည်းဘယ်လောက်အောက်ကိုကျော်လိုချင်ဖြတ်ချမလဲဆိုတာကိုကျွန်တော်တို့က12%ယူထားဖြစ်တဲ့အတွက်ကျွန်တော်တို့ line to line voltage range ချိန်ထားတဲ့220ပို့ကို12%နဲ့မြောက်ကြည့်လိုက်မယ်ဆိုရင်သူရဲ့26.4 voltage ပေါ့နော်။26.4 voltage ထွက်လာမယ်။အဲ့ဒါကကျွန်တော်တို့ over voltage ဖြစ်နိုင်ခြင်းတို့ကိုသိချင်လို့ရှိရင်220ပို့ကိုကျွန်တော်တို့ထွက်လာ ာတယ်ဒီ percentage ထွက်လာတဲ့ bullish နဲ့ပေါင်းကြည့်လိုက်လို့ရှိရင် over bullish ဖြစ်နိုင်ခြေနှုန်းကဒီ over bullish ဖြစ်လို့ရှိရင်အဲ့တက်ကျော်ရင်ဖြတ်ချမယ်ပေါ့နော်246.4ဘူးကျော်လို့ရှိရင်ဒါ over bullish ဖြစ်ပြီပေါ့နော်အဲ့ဒါဆိုရင်ဒီကျွန်တော်တို့ဒီဟာဖြတ်ချမယ်ပေါ့နော် MR and bullish ဆိုလဲဒီ290ဘူးတဲကနေပြီးတော့ကျွန်တော်တို့26.4 percentage ကိုရလာတဲ့ percentage ကိုနှုတ်လိုက်မယ်ဆိုရင်193.6ဘိုးပေါ်နော်အဲ့ဒီဘိုးလေးအောက်ကိုရောချသွားလို့ရှင်အဲ့ဒီဘိုးလေးတက်မှတ်ထားတဲ့ဘိုးလေးတည်းရောချသွားလို့ရှင်ဒါလေးရနေပြီးဖြတ်ချမှာပေါ့နော်ဒီ 3V face sequence protector ကနေဖြတ်ချမှာပေါ့နော်အဲဒါလေး ဒါဆိုရင်လည်း asymmetry ပြီးလို့ရှိရင် asymmetry ပေါ့နော် asymmetry ကိုလည်းကျွန်တော်တို့က5%ချထားတယ်ဆိုတော့5%ကဘယ်လောက်လဲဆိုရင်ကျွန်တော်တို့ကခုနက standard bow နဲ့90 bow line တစ် line 90 bow နဲ့မြောက်ကြည့်လိုက်လို့ရှိရင်71 bow ပေါ့နော်71 bow ရတယ်71 bow ဆိုတော့ကျွန်တော်တို့အာဆိုရင်ကျွန်တော်တို့ခုနကပြောသလိုမျိုး face တစ်ခုနဲ့တစ်ခုကြားအာ body အကွာဟာ71ဒီ71 bow လောက်ပဲအကွာဟာဖြစ်တဲ့အထိပဲခံမယ်ပေါ့နော်အဲ့လိုပြောခြင်းနဲ့ပြီးရင်တိုင်းအာဒါကတော့ delay time second ပေါ့နော် time delay second ဖြစ်ချမယ့် second ဆိုတော့သူကတော့5 second လောက်ပဲထားရဆိုရင်ဒါ5 second တွင်မှ line တစ်လမ်း outer ကိုအာ body တစ်ခုနဲ့တစ်ခု ်ငင်တို့အာ bullish line လွတ်တာတွေမှားတာတွေဖြစ်တယ်ဆိုရင်တော့ဒါ spy second တွေဖြတ်ချမှာပေါ့နော်ဟုတ်ကဲ့ဒီလောက်ဆိုရင်တော့ဒီ physical protector ရဲ့အလုပ်လုပ်ပုံနဲ့သူရဲ့ setting ကိုအကျဉ်းပြင်းထားလိမ့်မယ်လို့ထင်ပါတယ်